ခါတခါလူတွေပြောကြတယ်စိတ်တွေကစူးစီးလို့မရဘူးမငြိမ့်သက်ဘူး။ဘာရဲ့လို့မဟုတ်ဘူးစိတ်တွေလွဲ့တာကိုယ်စိတ်တွေလေလွဲ့နေတယ်။အဲ့တော့လေလွဲ့နေတယ်ဆိုတဲ့အချိန်မှာတခုဖြစ်နေတာသိကြ။လောဘတွေကလွန်ပိုးနေရင်လည်းလေလွဲ့နေတာ။ဒေါသတွေလွန်ပိုးမှုခံနေရရင်လည်းလေလွဲ့။အိတ်တမစ္ဆရိယတွေရဲ့လွန်ပိုးမှုခံနေရရင်လည်းစိတ်ကလေလွဲ့နေတာ။မကောင်းတဲ့ အတွေးတွေတွေးမိနေလို့ရှိရင်စိတ်ဟာလေလွတ်နေတာအဲ့ဒီလေလွတ်နေတဲ့စိတ်တွေလွင့်ပါနေတဲ့စိတ်တွေအကုသိုလ်တစ်ခုခြေခံပြီးတော့ဖြစ်နေတာသူကိုယ်တိုင်ကလည်း mental impurity ပဲလေလွတ်နေတဲ့အချိန်တစ်ခုကဘလုံးမစိတ်ကိုစုစည်းလို့မရသေးတဲ့အတွက်ကြောင့်ကောင်းတဲ့ဘက်ကိုစိတ်ဥလဲလို့လုံးဝမရနိုင်ဘူးဒါကြောင့်မလို့ဒီ mental impurity ကလည်းအရေးကြီးတဲ့ mental impurity သူ့ကိုဗေနီနဲ့ဖြောင်းအောင်မလုပ်ဘူး နံပါတ်1မှန်ကန်တဲ့အတွေ့နံပါတ်2အာယုတစ်ခုပေါ်မှာစိတ်ကိုငြိမ်အောင်လုပ်တာသမာဓိကျင့်စဉ်တစ်ခုကိုကျင့်ပေးတာဝိပဿနာကျင့်စဉ်ကိုကျင့်တာအဲ့ဒီနီးပဲနီးနေပဲသူကဖြောင်းသွားအဲဖြောင်းတဲ့အခါတစ်ခါတစ်ခါကျတော့ဟိုလွယ်လွယ်ကူကူနဲ့တော့ပျောက်တာမဟုတ်ဘူးအင်အားမရှိသေးလို့ရှိရင်ရှိတဲ့ဘက်ကနိုင်နေမှာပေါ့ရေနဲ့မီးလိုပဲပေါ့ မိတွေအချိန်မြင့်နေရေဘလောက်လောင်းတော့မရသေးတဲ့အနေထား။နောက်ကြာသွားလို့ရှိရင်တော့ရေများလာလို့ရှိရင်နိုင်တော့မှာ။နောက် mental impurity တခုကပါတော့လေအာလုံးသိတဲ့အတိုင်းလောဘ။လောဘဆိုတာအာယုတစ်ခုနဲ့ကြုံတွေ့ပြီဆိုရင်တက်မဲ့เสียာနှစ်သက်เสียာအာယုတစ်ခုနဲ့ကြုံတွေ့ပြီဆိုရင်အဲ့ဒီအာယုပေါ်မှာစိတ်မခွာနိုင်အောင်ကတ်သွားတဲ့သဘော။ စူပါဂလူးလို့လောဘရဲ့သဘောပါအာယုန်နဲ့စိတ်နဲ့ကပ်တာကိုလိုချင်တာလေးကိုအများရန်တတိယနေတယ်ခေါ့လားအဲ့ဒါကပ်နေတဲ့သဘောပဲကိုလိုချင်ပြီကိုစိတ်ဝင်စားပြီဆိုတာအဲ့ဒါလေးကိုမခွာနိုင်အောင်ကပ်နေတယ်အာယုန်တစ်ခုပေါ်မှာစိတ်ဝင်စားသွားပြီးတော့အဲ့ဒီစိတ်ဝင်စားတဲ့အာယုန်နဲ့တွဲကပ်သွားတဲ့သဘောတရားဘာလို့ကြောင့်ဖြစ်တာလဲဆိုလောဘကြောင့်ဖြစ်တယ် လောဘဟာအာယုံပေါ်မှာကတ်သွားစေတတ်တဲ့သဘောတရားလေးတစ်ခုပဲပြကတ်နေပြီဆိုရင်လည်းကိုယ်စိတ်လေးကိုအာယုံနဲ့ချီနှောင်ထားတာချီနှောင်ထားတာအဲ့ဒီလိုချီနှောင်ထားတဲ့အခါကျတော့လူတွေကတန်ရောစင်လို့ခေါ်ကြချီနှောင်ထားတာအဲ့ယုံထွက်လို့လွယ်လားဆိုမရဘူးယုံထွက်လို့မရတချို့ကလွယ်လွယ်တော့ပြောကြတယ်အမလေးယုံထွက်လို့ရတယ်တန်ရောစင်ကျိုးဖြတ်တယ်လို့နော် ဆိုတော့တန်ရသိကျိုးကမပြတ်ဖဲနဲ့ကြက်ပေါင်ကြီးလိုပဲအကျွမ်းလောင်းကြီးဖြစ်သွားလိုက်ရရအဲ့ဒါရှေးပြီးပါနေပြန်ရှုံလိုက်ရင်အကုန်ပါသွားပြန်နော်အဲဒီကတကယ်ပြတ်နိုင်တာမဟုတ်ဘူးအဲ့ဒီလောဘဟာလည်း mental impurity ပဲ mental impurity တခုပဲနောက်တစ်ခုကဘာလို့လို့ဆိုရင်ဒိဋ္ဌိ ဋ္ဌိဆိုတာမှားရဲ့အယူဆတဲ့ရအတွေးခေါ်လို့ခေါ်ရင်ခေါ်ခုခေတ် view ပေါ့လူတွေရဲ့အတွေးခေါ်မှားရဲ့အတွေးခေါ်တခု view ဆိုတာလူတွေမှဒီပြောင်းလဲခဲ့တယ်